မင်္ဂလာပါအစ္စရေးမှာရှိပြီးသား data တွေကိုပြန်ရိုက်ထည့်เสียရမလို့ပဲနဲ့ copy လဲကူးเสียရမလို့ပဲနဲ့ click တစ်ချက်နဲ့ယုံနဲ့အမြန်ယူလို့ရပါတယ်နော်အဲ့တော့အမြန်ယူလို့ရတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီချိန်ကတော့ကိုမနာကွင်းရဲ့ founder trainer ဒေါ်နန်ကျော်ခွန်ပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်သင်ခန်းစာလေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင် ပေါ်မှာအဖြစ်တေဘယ်တွေကိုဆက်လက်မတဲ့အခါမှာတေဘယ်ရဲ့ဟက်ဒီဘောတချို့ကထောက်တဲ့အခါမှာသူ့ရဲ့ဆက်လက်ဒီကော်လာတစ်ခုလုံးကိုတချို့ကဝင်သွားတာကိုတွေ့ရပါလိမ့်မယ်။အဲဒီလိုမှမဟုတ်ဘူးတေဘယ်ထဲမှာပါတဲ့ data တွေကိုပဲဆက်လက်မှတ်ချင်တယ်ဆိုရင်တေဘယ်ရဲ့ heading ကောင်းစင်လေးဘောကိုသွားနော်ကော်လာဟက်ဒီဘောမသွားနဲ့နော်။ဒီတေဘယ် heading လေးဘောကိုသွားပြီးရင်တော့အပေါ်နာလေးကိုနည်းနည်းလေးတိုးလိုက် plus sign လေးချေလို့အမဲဖြစ်သွားပြီ။ဒါဆိုရင်ဆက်လက်လေးကမှတ်သွားပြီနော်။ အဲ့တော့ဒီမှာရှိတဲ့ data တွေပေါ့တကယ်ကဒီဘက်ကစီရင်ထဲမှာ share ပြန်ပြီးတော့ login နဲ့ dashboard data လေးကိုသွားပါပြီးရင်တော့ဒီဘက်က data validation နဲ့ကိုသုံးပါမယ်เนาะအဲ့တော့ data validation ကိုနှိပ်လိုက်တဲ့အခါမှာ allow ဆိုတဲ့နေရာလေးမှာ list စီရင်ထဲမှာပြတဲ့အတွက် list ကိုရွေးပေးပြီးရင်တော့ source ဆိုတဲ့နေရာလေးမှာတကယ်တော့ဘာရွေးပေးရမှာလဲဆိုတော့ဆွမ်းနာကတကယ်ပြောသလို select ကလေးမှတ်မယ်เนาะ column ပေါ်မထောင်းနဲ့ free heading ပေါ်ထားเนาะဒါမှသူ့ရဲ့ data တွေဒီဒီမှာရမှာထပ်တိုးတယ်ဆိုရင်လည်းထပ်တိုးတဲ့ data တွေကအကုန်လုံးပါလာမှာပဲဖြစ်ပါတယ်เนาะ ပြီးတော့ okay ပေးလိုက်ပါဒါဆိုရင်တကယ်တော့ဒီမှာ select layer ဒီမှာဝင်သွားတာကိုတကယ်တော့တွေ့ရပါလိမ့်မယ် ရလားအဲ့တော့ဒီတင်ရမှာ data မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့က copy လေးဆွဲလိုက်တယ်ဆိုလို့ရှိရင်အောက်က data တွေအကုန်လုံးမှာ data စာရင်းတွေဒီဝင်သွားတာကိုတွေ့ရပါလိမ့်မယ် drop down list လေးကနေပြီးတော့ကျွန်တော်တို့ရွေးချယ်ပြီးအောင်မှာဖြစ်ပါတယ်เนาะဒါဆိုရင်မှန်ကန်တဲ့တိကျတဲ့မားစရာကြောင့်ကျွန်တော်တို့ကမရှိဘူးเนาะဒီလိုမျိုးလေးသုံးချင်းအားဖြင့်ကိုယ့်ရဲ့ data တွေကိုပြင်ပြင်ဆင်ဆင်တိတိကျကျပြန်ယူလို့ရမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရက်သင်ခန်းစာမှာပြန်လည်ဆုံးဖြတ်ကြပါမယ်เนาะ